။နေ့ပွဲမှာတော့အတင်းလုံးကောင်းပါတယ်သူတို့လည်းကစားကောင်းပါကျွန်တော်တို့ပထမပိုင်းမှာဂိုးရှန့်နေရတယ်ဒါပေမဲ့ကျွန်တော်အခွင့်အရေးတွေကိုအသုံးချမနိုင်ခဲ့ဘူးဒါပေမဲ့သူတို့ဒုတိယပိုင်းမှာသူတို့ကစားသွားရတယ်ပြီးတော့သူတို့ရဲ့နိုင်လုံစိမ့်နဲ့အားအကြောင်းသူတို့နိုင်ရရှိသွားပါဗျာလေရဲ့အတင်းမှာဆိုအတင်းပေါ်ရီနှစ်ယောက်လောက်တန်းအောင်လဲလာရပါတော့အတင်းပေါ်ရီအခြေအနေနဲ့ပတ်သက်ပြီးတော့ပြီးပါတော့အတင်းပေါ်ရောဒီနည်းနည်းတော့ထန်ရတော့နည်းနည်းရှိသွားတယ်ပေါ့အားကြောင့်မို့သူတို့လည်းလူစားလဲလဲသူလူစားလဲပြီးရဲ့နောက်ပိုင်းမှာလည်းနည်းနည်းအတင်းက နည်းနည်းဘယ်လိုပြောမလဲကျွန်တော်ကစားနေကြပုံစံမဟုတ်တော့ဘူးပေါ့လိုအပ်ချက်တွေနည်းရှိပါတယ်ပေါ့လူတင်ကဒီပွဲပဒံကြီးရှိမှလို့တော့ကြောက်ရရလက်ကောင်းနေတယ်ပေါ့နော်ဒီပွဲမှာတော့ရှုံးပွဲတော့တွေ့သွားပြီအဲ့ရှုံးပွဲကမျိုးရတော့ရလက်ကောင်းနေရတယ်အန်တာဖြစ်စီမလားဒါမှမဟုတ်နောက်ပွဲတွေမှာဘယ်လိုပြန်လာမလဲလို့ပြောကြည့်ကျွန်တော်ဒီနောက်အရင်ပွဲတွေကဆလိုက်နိုင်ခဲ့တယ်ကျွန်တော်လည်းဒီပွဲကိုနိုင်ဖို့အတွက်ပဲအားလုံးပြင်ဆင်လာဒီပွဲဒီတစ်ဖက်ပြိုင်ပွဲရဲ့အကြောင်းတွေကိုတခြားလေ့လာပြီးမှဒီပြိုင်ပွဲကိုလာခံအောင်ဒါပေမဲ့ဒီပြိုင်ပွဲမှာကျွန်တော်ရဲ့အနိုင်ရလက်က ရက်တန့်သွားပြီမဲ့ဒီနောက်ပွဲတွေပို့ပြီးတော့အာယုံဆိုင်ဖို့အတွက်ကျွန်တော်တို့မှာရှိလိုက်ပြီဟုတ်ကဲ့ဟောကျွန်တော်အလာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာဒီမှာကြည့်နေတဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့